မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်မှာစစ်ကောင်စီကအပြည့်ရထားတော်လဲ KIA DNA KMPP KNU နဲ့ PDF များကစစ်တပ်ကိုဝိုင်းဝန်းပြီးတော့တိုက်ခိုက်နေကြတယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဇော်မဲလုံးကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၂ရက်နေ့ကနေအေပီလာ22ရက်နေ့အထိစစ်တပ်ကငလျင်တန်းတဲ့ပြည်သူများကုညီကဲဆဲရင်းနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်ခတ်ရဆဲရေးကာလအဖြစ်နဲ့သတ်မှတ်ထားတော့လေနိုင်ငံတော်လုံးမှာစစ်တပ်ကိုတိုင်းသားများနဲ့ PDF များကဝိုင်းဝန်းပြီးတော့တိုက်ခိုက်နေတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့မှာ KIA ကစစ်ကောင်စီရဲ့တပ်စခန်းများကိုအကြိမ်ကြိမ်လာရောက်တိုက်ခိုက်လျက်ရှိကြောင်းဇော်မဲလုံးကဆက်လက်ပြောဆိုထားပါတယ်။ KIA အနေနဲ့အေပီလ3ရက်နေ့ညနေ4:20မှာဗမောမှာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို80မီလီမီတာစိမ်ပြောင်းနဲ့ခုနှစ်လုံးပစ်ခတ်ခဲ့ပါတယ်။အေပီလ4ရက်နေ့မနက်10:00ခွဲမှာလဲဗမောတပ်ကတော်နားလေးမှာလုံခြုံရေးယူထားတဲ့နေရာကို KIA အဖွဲ့က လူအင်အား30လောက်နဲ့တစ်ကြိမ်နောက်ထပ်လူအင်အား50လောက်နဲ့တစ်ကြိမ်လာရောက်ပြစ်ခတ်တာကိုတွေ့ရပါတယ်လို့၎င်းကလိမ့်လေပြောဆိုထားပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းမှာ TNL ကတပ်စခန်းများကိုလာရောက်ပြီးတော့တိုက်ခတ်ခဲ့တယ်လို့ပြောဆိုထားပါတယ် KNPB ကလည်းဖားဆောင်မှာရှိတဲ့တပ်စခန်းဌာနချုပ်တို့ကိုတိုက်ခိုက်နေတယ်လို့ပြောဆိုထားပါတယ်။ AA ကလည်းအေအော်ဒီတိုင်းမှာရှိတဲ့စစ်တပ်စခန်းနေရာများကို ိုက်ခိုက်နေတယ်လို့စစ်ကောင်စီကဆွဆွဲပြောဆိုနေပါတယ် TNLA အဖွဲ့အနေနဲ့လည်းလုံခြုံရေးဆောင်ရွက်နေတဲ့တမတော်ရဲ့လုံခြုံရေးစခန်းကို TNLA နဲ့ PDF အကြမ်းဖက်တောင်းချသူ55ဦးလောက်ကလာရောက်ပြီးတော့ပြစ်ခတ်တာရှိပါတယ် KMPP အဖွဲ့အနေနဲ့လည်းဖားဆောင်မှာရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပြီးတော့ပြစ်ခတ်တာရှိပါတယ် AA အဖွဲ့အနေနဲ့ကတော့ AOD တိုင်းဘက်ကိုလုံခြုံရေးယူထားတဲ့နေရာတွေကိုလာရောက်ပြီးတော့ပြစ်ခတ်တာကိုတွေ့ရပါတယ်လို့ဇော်မဲလုံးကပြောဆိုထားပါတယ် PDF တပ်များကတော့မကွေးတိုင်းစင်ပြူကျုံးမြို့နယ်မှာရှိတဲ့စစ်တပ်စခန်းကို drone နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ် KNU အနေနဲ့လည်းစစ်တပ်ရဲ့ကရိုင်တိစခန်းကိုလာရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် AP လ၄ရက်နေ့မနေ့၃နိုင်ခွဲအချိန်မှာကျွန်တော်တို့မကွေးတိုင်းစင်ပြူကျုံးမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တပ်မတော်ရဲ့လုံခြုံရေးစခန်းနေရာကို PDF က drone နဲ့၅ချိန်လာရောက်ပြီးတော့ drop bomb နဲ့တဲဆခဲ့တာကိုတွေ့ရပါတယ်။ KNLA KNU အနေနဲ့လည်းကတိုင်တိလုံခြုံရေးစခန်းကိုလာရောက်ပြီးတော့ပြစ်ခတ်တာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာတပ်မတော်အနေနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။တပ်မတော်ရဲ့လုံခြုံရေးစခန်းကိုလာတိုက်ခိုက်ရင်ပြန်လှည့်ပြီးတော့တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ပြောခဲ့တာရှိပါတယ်လို့ဇော်မဲလုံးကပြောဆိုထားပါတယ်။တိုင်းရင်းသားအဖွဲ့တွေကတော့စစ်တပ်အနေနဲ့ယာယီအပြစ်ခတ်ရက်စဲတယ်လို့ကြေညာထားတော့လေ။လေးချောင်းကနေတိုက်ခိုက်ခြင်းစစ်ကြောင်းထိုးခြင်း လက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းများကို၎င်းတို့ကိုယ်တိုင်ကြီးညာထားတဲ့အပြစ်ခတ်ကြီးညာချက်ကိုချိုးဖောက်နေတယ်လို့ထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့စကိုင်းမြို့ကိုကျော်လွန်ပြီးတော့ငလျင်ကုညီကယ်ဆယ်ရေးသွားမယ့်အဖွဲ့များနဲ့ရင်းတန်းများကိုစစ်တပ်ပြူစောထိနဲ့ပြည်သူစစ်များကစတင်တားဆီးနေပြီးတော့ခွဲပြေချက်မရှိရင်တော်လိုင်းအဖွဲ့များဆုံးမထားတဲ့ဒေသများကိုတွားရောက်ကုညီခွင့်မရှိဘူးဆိုပြီးတော့တရားဝင်ပြောဆိုပိတ်ပင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ6ရက်နေ့ကငလျင်တန်းတဲ့နဲ့မင်းကုန်းဒေသကိုကုညီကယ်ဆယ်ရေးတွားရောက်ဖို့စ조사ခဲ့တဲ့ကုညီရဲ့အဖွဲ့တစ်ခုဟာ ။စကိုင်းမြို့အထွတ်မှာစစ်တပ်နဲ့ရဲများရဲ့တားဆီးမှုတွေကိုခန့်လိုက်ရတယ်လို့သိရပါဗျ။တပ်ဆိုင်ရာမင်းကွန်ဒေတာအာနာပိုင်များနဲ့ချိတ်ဆက်ထားမှုမရှိခြင်း စံစီစားတွေအပါအဝင်ရိတ်ခါနဲ့ရေတန့်စေးဝါးများအမိုးအကာများပါတဘာတဲ့ပါဝင်လာခြင်းတို့ကြောင့်တွားရောက်ခွင့်မပြုဘဲနဲ့သခိုင်းမျိုးပေါ်မှာသာကဲဆယ်ရင်းနဲ့ရိတ်ခါပစ္စည်းများကိုထားခဲ့ရန်ပြောဆိုပြီးတော့ပိတ်ပင်တားဆီးခဲ့တယ်လို့သိရပါတယ်။ငလျင်ဘေးတဲ့နဲ့ဒေတာတွေကိုတွားမယ်ဆိုရင်သက်ဆိုင်ရာဒေတာအာဏာပိုင်အဖွဲ့စည်းတွေနဲ့ချိတ်ဆက်ပြီးတော့ကဲဆယ်ရင်းအတွက်ပေးမဲ့ပစ္စည်းတွေကိုစည်ရဲစည်ရနဲ့တကွာအတိအကျတည်ယူပါမယ်ဆိုတဲ့ခွင့်ပြုချက်ကိုယူမှတည်ဝက်ပေးမယ်လို့ပြောပါတယ်။ ကယ်ဆယ်ရေးပုံစံဖမ်းပြီးတော့အကြမ်းဖက်အဖွဲ့တွေအတွက်ရိတ်ခါနဲ့စေဝါဆူဆောင်းတာမျိုးဖြစ်မှာစိုးလို့တားဆီးနေတာလို့ပြောတယ် လူချင်းရင်တော့သခိုင်းမျိုးပေါ်မှာရှိတယ်ကဲဆယ်ရေးအဖွဲ့လေးစီမှာသွားပြီးတော့လှူပါမလှူချင်ရင်လည်းနောက်ပြန်လှည့်ပါလို့ပြောလိုက်ပါတယ်ရှေ့ဆက်ပြီးတော့သွားချင်ရင်တော့ခွင့်ပြုချက်မပါရင်မရပါဘူးလို့ပြောပါတယ်လို့မနေ့ကတားဆီးခံရတယ်ကုညီကဲဆယ်ရေးအဖွဲ့ကတော်ဝင်ရှိသူတို့ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်သခိုင်းမျိုးပေါ်မှာလည်းလက်နက်ကိုင်းဆောင်ထားတဲ့ပြည်သူစစ်နဲ့ပြူစောတိအဖွဲ့ဝင်တချို့ကသခိုင်းမျိုးနယ်အတွင်းမှာရှိတဲ့ခြေရွာများနဲ့သခိုင်းတောင်ယိုဘက်ကိုသွားမဲ့ကဲဆယ်ရေးရေများကိုစစ်ဆေးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရိတ်ခါပစ္စည်းများကိုစစ်ဆေးခြင်း ်ကယ်ဆယ်ရေးသွားမဲ့သူများရဲ့မှတ်ပုံတင်များကိုဆက်ဆဲခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်တနက်အရှိတလက်အတိုတလက်ကင်ထားတဲ့ပြူစောတိအဖွဲ့တွေကပရိဒသမားတွေကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကိုဆက်ဆဲမှုတွေလုပ်နေပါတယ်မြို့ပေါ်မှာပြင်ပကုညီရေးသွားမယ်ဆိုရင်မြို့နယ်ခွင့်ပြုချက်ရထားလားမြို့နယ်ခွင့်ပြုချက်မပိုင်တော့သူတို့ခွင့်ပြုတဲ့ခြေပါတွေကိုပဲလှူရမယ်လို့ပြောပါတယ်လှူမဲ့ပစ္စည်းတွေကိုလည်း အကုန်လုံးကိုလှန်လို့ပြီးတော့စစ်ဆေးပါတယ်လို့သခိုင်းတောင်ရိုးမှာရှိတယ်။ဖုန်ကြီးကြောင်းများနဲ့တိလရှင်ကြောင်းများထံကိုစာရိတ်သွားလူရန်သွားတယ်။ပရိုက်တာအဖွဲ့တစ်ခုကသတင်းပေးဖို့ပြောကြားထားပါတယ်။မက်စလာ28ရက်နေ့ကငလျင်လောက်ခတ်ခဲ့ပြီးတော့9ရက်အတွင်းမှာစစ်ဆေးရေးများနှဲပါခဲ့တော့လေ။အေပီလ3ရက်နေ့ကစတင်ပြီးတော့သခိုင်းမြို့ပေါ်မှာပြူစောထီးနဲ့ပြည်သူ့စစ်များကကယ်ဆယ်ရေးအဖွဲ့များကိုစစ်ဆေးမှုများလှုံ့ဆော်လာတယ်လို့သိရပါတယ်။မနေ့ကမနေ့ကဆိုရင်ရန်ကုန်ဘက်ကနေလာတဲ့အဖွဲ့တွေအဝေးကနေလာတဲ့အဖွဲ့တွေတော်တော်များများပြန်လည်သွားကြပါတယ်။လက်နက်တကားကနဲ့စစ်ဆေးတာကိုမကြိုက်တာရဲ့ ပြီးတော့ NDA များလို့လက်နက်တွေလည်းကင်ထားတယ်ဘလို့အဖွဲ့စည်းဘာမှမသိတဲ့အတွက်အကုန်လုံးကလက်ပြန်ကုန်တာလို့အဲ့ဒီဖြစ်စဉ်ကိုတေးချစွာသိရှိထားတဲ့သခိုင်းမြို့ကဒေသခံတရင်အင်းမြစ်ကပြောပြထားပါရယ်သခိုင်းမြို့ပေါ်မှာကယ်ဆယ်ရေးအဖွဲ့များကိုတားဆီးစစ်ဆေးမှုများလှုပ်ဆောင်ရမှာမဘာသာဖုန်ကြီးတချို့ပါဝင်ပြီးတော့ပြူစောတိပြည်သူစစ်များနဲ့အတူဒေသဆိုင်ရာမိသားကြက်ချိန်ကြီးရဲနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါပါဝင်တယ်လို့သိရပါရယ်အချမ်းမဲ့စစ်ကောင်စီကငလျင်ဘေးကုညီကယ်ဆယ်ရေးအဖွဲ့များအနေနဲ့ မြေတီအဖွဲ့အစည်းမဆိုတရားလွတ်လပ်စွာရပ်တည်ပြီးတော့ဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့အစည်းများဖြစ်ရန်လိုအပ်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမှာဖြစ်တာကိုမူဝါဒတရားအနေနဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းပြောဆိုထားပါတယ်။ဒိုင်းဒေသကြီးနဲ့ပြည်내ဝင်ကြီးချုပ်များအနေနဲ့လည်းမိမိတို့ရဲ့သက်ဆိုင်ရာနယ်မြေများကိုရောက်ရှိလာတဲ့ကုညီကန်ဆယ်ရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကန်ဆယ်ရေးအဖွဲ့များနဲ့အတူတကွပူးပေါင်းပြီးတော့ဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန်လိုအပ်တယ်လို့ AB လ9ရက်နေ့ကအကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းကတရားဝင်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ငလျင်တန်ခံထားရတဲ့မန္တလေးမြို့မှာညနေပိုင်းနဲ့ညပိုင်းအချိန်တွေမှာပြိုကျတော့မဲ့တိုက်အိမ်တွေနဲ့နေအိမ်များကိုကုကြီကန်ဆယ်ရေးအယောင်ဆောင်ပြီးတော့ပြည်စည်းများလူရဲမှုများဖြစ်ပွားနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းမန္တလေးမြို့မှာနေအိမ်နဲ့အဆောက်အအုံများပြိုကျခြင်းတိမ်းဆောင်းခြင်းနဲ့ပြိုကျလို့ဆဲဆဲအချိန်တွေများဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်လျှက်စစ်မိများဟာလည်းပြတ်တောက်နေတဲ့အတွက်ညနေပိုင်းနဲ့ညပိုင်းအချိန်တွေမှာကုကြီကန်ဆယ်ရေးအယောင်ဆောင်ပြီးတော့နေအိမ်များနဲ့တိုက်တာတွေအတွင်းကိုဝင်ရောက် ောက်ကပစ္စည်းများလူယူခြင်းအဲကောနဲ့ရေခဲတက်တာများကိုမယူခြင်း အိမ်တော်ပြည်ဘောကများကိုတည်ယူခြင်းအဖို့တဲ့ပစ္စည်းများကိုရှာဖွေပြီးတော့ယူဆောင်ခြင်းများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါဗျ။ဧပြီလ၄ရက်နေ့ညနေပိုင်းမှာမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်အောင်မြေမန္တလာဘောလုံးကွင်းအနောက်ဘက်မှာရှိတဲ့ပြိုကျလူဆဲဆဲတိုက်ခန်းများအတွင်းကိုကုညီကယ်ဆယ်ရေးအဖွဲ့ပုံစံဝစ်စားဆင်ရင်ထားတဲ့လူတစုကအယောင်ဆောင်ပြီးတော့ပစ္စည်းများကိုလူရဲတဲဆောင်ခိုးယူနေတယ်လို့သိရပါဗျ။လူအင်အားကလည်းများတဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေကလည်းအဲ့ဒီအဖွဲ့ကိုကုညီကယ်ဆယ်ရေးအဖွဲ့လို့ထင်နေကြတယ်လို့ပြောပါဗျ။အဲကုန်းနဲ့ရေကက်တက်တာအိမ်တော်စုပြည်ဘောကများကိုတဲထုတ် ်သွားတဲ့အချိန်မှသာဝင်းရောက်လူယူခိုးယူသူများဖြစ်တယ်လို့သိခဲ့ရတော့လေလူအင်အားများတဲ့အတွက်ပြန်ပြီးတော့ရံပြုတ်မှာကိုဆိုရင်နဲ့အတွက်ခိုးတဲ့တခိုးတွေကိုတားဆီးနိုင်ခြင်းမရှိဘူးလို့သိရပါဗါတယ်ညနေပိုင်းနဲနဲမှောင်တဲ့အချိန်မှာကဲဆယ်ရေးလိုလိုကုညီရေးလိုလိုတူညီဝတ်ဆောင်တွေကိုဝတ်ပြီးတော့ဓာမီးတွေနဲ့ဟိုထိုးဒီလိုရှာတယ်လို့စစ်ဆေးတယ်လို့လှုပ်လာကြတာ ပန်းရှင်တွေကလည်းမရှိကြဘူး။တိုက်ခန်းတွေနဲ့နေအိမ်တွေကလည်းပျော်လူဆဲဆဲဆိုတော့ဘယ်သူမှမဝင်ရဲကြဘူး။အဲ့ဒါကိုတခိုးတွေကဝင်ယူတယ်။အဓိကကတော့အဲကွန်တွေကိုဖြုတ်တယ်။ရေခဲတက်တာ TV ပရိဘောကဒဏ်အုပ်ဒဏ်ခွက်ပါမချက်အကုန်ယူကြတာ။သူတို့ဘက်ကအုပ်စုလိုက်ကြီးဆိုတော့ပစ္စည်းခိုးတဲ့ဒူရီမန်သိရင်တော့မှကိုတွေဘက်ကရမ်းပြုတ်မှဆိုလို့ဘယ်သူမှမပြောရဲမဆိုရဲကြဘူး။ပန်းရှင်တွေကလည်းအင်ကိုပြန်လာကြည့်တာမရှိကြဘူးလို့အဲ့ဒီဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲနေပြီးတော့ဝန်ထမ်းအင်အားများမှလည်းပြိုကျလူဆဲဆဲတိုက်ခန်းများအတွင်းကိုဝင်ရောက်ပြီးတော့ပစ္စည်းရှာဖွေလူ ယူသူများလည်းရှိနေတယ်လို့သိရပါတယ်အထူးသဖြင့်လူစုလူဝေးစုဖွဲ့ပြီးတော့ညမောင်တဲ့အချိန်မှာဝင်ရောက်ရှာဖွေပစ္စည်းယူသူများလည်းရှိနေတယ်လို့သိရပါတယ်ညပိုင်းအချိန်တွေမှာအခန်းတွေထဲကိုဝင်ရှာကြတာခိုးတာကတော့အိမ်အောင်ပရိဘောကပစ္စည်းတွေကိုရတဲ့ဟာယူကြတာပါပဲအဝတ်ရရင်အဝတ်ယူတယ်အခန်းတွေတိုက်တွေက ပြိုကျလူဆဲဆဲဖြစ်နေတာကို NDA များတာတွေကိုတောင်မှအတင်းကိုဝင်ယူကြတာဝင်တဲ့နေကဘောလုံးဝင်းနဲ့ပြန်လည်နေရာချထားတဲ့ကယ်ဆယ်ရေးစခန်းတွေမှာရောက်နေကြပြီအရိကပြည်စည်းခိုးယူလူရမှုတွေဖြစ်နေတာတွေကခရီးအင်ယာတွေမှာညာဘက်တွေဖြစ်နေတာလို့နေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနကအရာတန်းတဦးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမြန်အောင်မြို့နယ်မှာစစ်တပ်ကငွေကြေးထောက်ပံ့ထားတဲ့သူတွေကိုမော်တော်လိုင်စင်တွေချထားပေးပြီးတော့အဲ့ဒီလိုင်စင်ရရှိထားတဲ့သူတွေကလေစီးကများကိုစီပင်ကတတ်မှတ်ထားတဲ့ဈေးနှုန်းများထက်နှစ်ဆတိုးပြီးတော့ကောက်ခံနေခြင်းကြောင့်ပြည်သူများတွားရေးလာရေးခက်ခဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်အောင်မြို့နယ်ငပိစိတ်အုပ်စုငပိစိတ်ကြီးရွာရေကင်းမင်းကြီးကရုတ်စိတ်မှာ မော်တော်လိုင်စင်ရရှိထားသူများကမော်တော်ကားများကိုရခင်ကဈေးထက်တိုးမြင့်ကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်မော်တော်ကားများဟာရခင်ကလူတစ်ယောက်ကို1500ကျပ်သာရှိပြီးတော့လက်ရှိအချိန်မှာ ၃00ကျပ်အထိတုံးပြင်ကောက်ခံနေကစိုင်းကဲတစည်းကိုလည်းရခင်က2000ကျပ်ရှိတာကနေအခုအချိန်မှာ9000ကျပ်အထိတုံးပြင်ကောက်ခံနေတယ်လို့သိရပါဗါးအခုလိုမျိုးကောက်ခံနေခြင်းကြောင့်မြို့နယ်စီပင်ကိုတွားရောက်ပြီးတော့ဆက်ဆဲတဲ့အချိန်မှာမော်တော်ကားများကိုမူလဈေးအတိုင်းပြန်လည်ကောက်ခံတော့လေစီပင်ဝန်ထမ်းတွေပြန်သွားတဲ့အချိန်မှာတော့ထပ်မံပြီးတော့တုံးပြင်ကောက်ခံနေစေဖြစ်တယ်လို့သိရပါဗါးညောင်မြို့နယ်အတွင်းမှာရှိတဲ့ကြမ်းရှိတဲ့ဂရုစိတ်၃ခုဖြစ်တယ်ညောင်မင်ကုန်းဂရုစိတ် ထုံကြီးကုန်းဂရုစိတ်နဲ့ရွှေတင်ဂရုစိတ်တို့ဟာဈေးနှုန်းတက်ခြင်းမရှိဘဲနဲ့စီပင်ဈေးနှုန်းအတိုင်းသာကောက်ခံနေတယ်လို့သိရပါဗျ။ရေကင်းမင်းကြီးဂရုစိတ်တစ်ခုတည်းသာဈေးနှုန်းများကိုအဆမတန်ကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။မော်တော်လိုင်းစင်ရရှိထားတဲ့ဒေါ်အောင်မမြတ်ရဲ့အသားကိုတီဟဇော်ကိုစီပင်ကစိုင်းဘုတ်ချိတ်ခိုင်းပြီးတော့တတ်မှတ်ဈေးနှုန်းအတိုင်းကောက်ခိုင်းတာပဲ။လူကြီးတွေလာတဲ့အချိန်ပဲစိုင်းဘုတ်ကတ်ပြီးတော့ကျန်တဲ့အချိန်မှာတော့အရင်လိုပဲသူတို့တောင်းကျင်တိုင်းအဆမတန်ကိုတောင်းနေတာ ဘသူမှကိုခင်းအောင်ဆိုင်ဘူးသူတို့တတ်မှတ်ထားတဲ့ဈေးအတိုင်းမစည်းနိုင်ရမစည်းနိုင်ဆိုပြီးတော့လူဘာဝနေကြတာလို့ဒေသခံပြည်သူတို့ကသတင်းပေးပို့တိုင်ကြားထားပါတယ်မြန်အောင်မှာစီးပွားရေးလုပ်ငန်းများလုပ်ပိုင်ခွင့်များကိုစက်တက်တဲ့နီးစပ်သူများကြံ့ဖို့ပြူစောထိန်များကိုထောက်ခံအားပေးသူများကိုသာလိုင်စင်များချထားပေးခြင်းနဲ့လုပ်ပိုင်ခွင့်ပေးခြင်းများကိုတပ်ဆိုင်ရာတိုင်းနဲ့မြို့နယ်စစ်ကောင်စီများကစောင့်ရွက်လျက်ရှိတယ်လို့ဒေတာစီးပွားရေးအတိုင်းအဝိုင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပေါတောမြို့နယ်ကငါးဖမ်းသမား23ဦးကိုငါးဖမ်းပုတ်3စီးနဲ့အတူပင်လယ်ပြင်မှာငါးဖမ်းနေတဲ့အချိန်အကြမ်းဖက်စစ်တပ်ရဲ့ရေတပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သူတို့ဟာအေပီလ9ရက်နေ့မနက်7:00နာရီကအချိန်ကပေါတောမြို့နယ်မြေငူကျွန်းအနီးကပင်လယ်ပြင်မှာငါးဖမ်းပုတ်3စီးနဲ့အတူငါးဖမ်းနေတဲ့အချိန်စစ်ကောင်စီရဲ့ Navy တစည်းကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ Arrogant Princess Media ကသတင်းဖော်ပြထားပါတယ်။ဖမ်းဆီးခဲ့တဲ့ရခိုင်နယ်ကတော့ ပေါတော်မြို့နယ်စစ်တပ်မော်တော်တန်းရွာကဖြစ်ပြီးတော့မွစလင်တွေကတော့စစ်တပ်မော်ရွာကဖြစ်ကြတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့နေဗီကဘာကြောင့်ဒီငါးဖမ်းသမားတွေကိုဖမ်းဆီးသွားတယ်ဆိုတာကိုတော့အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်စစ်ကောင်စီဟာရခိုင်ရေလုံသားတွေကိုပင်လယ်ပြင်မှာထွက်ပြီးတော့ငါးဖမ်းခွင့်ကို2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကတကြောပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့နေ့ကစပြီးတော့ယနေ့အထိကိုပိတ်ပင်ထားဆဲဖြစ်တယ်လို့သိရပါတယ်အခုဖမ်းဆီးခံရတဲ့သူတွေရဲ့ငါးဖမ်းဖုတ်တွေကိုတော့စစ်ကောင်စီရဲ့နေဗီကကြောက်ဖြူဘက်ကိုခေါ်သွားတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာချောင်းမြို့နယ်ပုံမှန်လှချေးွာကိုစစ်တပ်ကညတကောင်ရဲအချိန်မှာစစ်တပ်လေထီးနဲ့ဘုံကျဲတက်ခတ်ခဲ့ရာနေအတွင်းမှာအိပ်ပျော်နေတဲ့ပြည်သူ၃ဦးမိလောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ6ရက်နေ့ည7:28မိနစ် တကောင်ရဲ့အချိန်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်၄ထင်းနဲ့၆ဦးမြို့နယ်၃မှန်လခြေရွာကိုမိလောင်ဘုံဒီနှလုံးနဲ့ကျဲချတိုက်ခတ်ခဲ့ရာနေအိမ်တလုံးပေါ်ကိုတဲတဲ့ကြောက်ရောက်ပောက်ကွဲပြီးတော့နေအိမ်အတွင်းမှာအိပ်ပျော်နေသူအသက်50ကျော်အရွယ်အမျိုးသမီး၂ဦးနဲ့အသက်60ကျော်အရွယ်အမျိုးသား၃ဦးတို့မိလောင်တိမ်ဆုံးသွားတယ်လို့သိရပါဗါဒါအပြင်အမျိုးသား၃ဦးနဲ့အမျိုးသမီး၃ဦးဟာလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါ ညင်းတဲ့တကောင်ကြီးကိုဘုံလာကျဲချသွားတာစက်တက်လေးထီးကမုံရနာမခကနေချင်းရင်းမြေချောင်းအတိုက်လိုက်လာပြီးတော့ကျဲချသွားတော့ပါဘုံကအိမ်ပေါ်ကိုထဲကြတာ အပျော်ကြီး၂ယောက်နဲ့လူကြီး၁ယောက်တိတ်ဆုံးသွားတာပါလူပျော်ကြီးကအသက်60ကျော်တယ်အပျော်ကြီး၂ယောက်က၁ယောက်က90ကျော်၁ယောက်က60ဝန်းကျင်အရွယ်တွေပါအဲ့ပျော်နေရင်းနဲ့ကိုမီးလောင်ပြီးတိတ်ဆုံးသွားတာ၁ယောက်ကမီးပုံကြီးထဲမှာအဆအနာတောင်ရှာလို့မရတော့ဘူး၃ယောက်သေးတယ်၂ယောက်ကဒဏ်ရာရတယ်ဒဏ်ရာရတဲ့သူတွေတဲကအမျိုးသမီးကပေါင်ထိပြတ်ဖို့များတယ်အမျိုးသားကခြေပွားထိသွားတာသူကတော့ဒဏ်ရာတိတ်မများဘူးလို့ဒေသခံတရင်ရင်းတွေကပြောပြထားပါတယ်အချက်ဘတ်ဆက်တက်ကအေပီလာ၂ရက်နေ့ကနေ၂၂ရက်နေ့အထိငလျင်ဘေးတဲ့ပြည်သူများအတွက်ဝန်ထဲချင်းအထိတ်မှအဖြစ်နဲ့ယာယီအပြစ်ခတ်ရဆဲကြောင်း ကြေညာခဲ့တော်လဲတကယ်မြေပြင်မှာတော့တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူလူထုတွေနေထိုင်ရာခြေရွာများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗါဒညာဒေသနေပြည်သူများအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကနေကာကွယ်နိုင်ရန်ဘုံခိုခြင်းများကိုခိုင်ခိုင်မာမာထူထားကြရန်လူစုလူဝေးမလုပ်ကြရန်နဲ့လေကြောင်းအန္တရာယ်သတိပေးချက်များကိုလိုက်နာပေးကြပါရန်တော်လိုင်းတပ်ဖွဲ့များကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ